တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April 10ရက်နေ့ကနေ9ရက်နေ့အတွင်းကာလဟာကောင်းသောပြောင်းလဲမှုဖြစ်စဉ်များနဲ့တိုးတက်မှုဖြစ်ရများကိုကြုံတွေ့မယ်နေချက်သောရက်ကိုကြုံလွားလာပြီးတဲ့အချိန်ကစပြီးတော့ကံကြမ္မာဟပြောင်းလဲဖြစ်စဉ်ပဲကိုဥတည်နေတယ်ပြီးခဲ့တဲ့ မတ်နစကိုနေချက်ပြီးကာလနဲ့ဒီခုလွမြောက်လာပြီးဒီကာလဟာကိုယ့်ရဲ့ဘဝရဲ့ထူးခြားတဲ့ကံကြမ္မာရဲ့စတင်ခြင်းကိုတနည်းအနေနဲ့မွေးသူတွေကြုံတွေ့ရမှာပေါ့ရည်မှန်းချက်တွေထားပြီးအောင်မြင်မယ်ရှင်ပြိုင်မှုတွေမှအောင်မြင်မယ်ဘဝတွတ်တက်မှုရဲ့အနေသာရကိုရရှိနိုင်မယ်ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစံစာနေဖို့ application ကို အသုံးပြုပြီးတော့ မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။ဒီရက်နေ့မှာထူးခြားတဲ့အောင်မြင်မှုနဲ့ဒုတင်မှုတွေကိုဖန်တီးနိုင်ခွင့်ရှိတယ်။နေ့ရက်နေ့မှာကောင်းသောအပြောင်းလဲနဲ့ဒလန်းနေပေါ်မယ်။နေ့ရက်နေ့မှာ အသွားလာနေတိုင်းကယူဆိုင်ရမှာအဲ့ဒီမှာမတော်ဆန့်ညင်တတိထားရမယ်အရှိရကုန်တီသွားစေအနည်းရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်အတွင်းကယူဆိုင်ရမယ်၃ရည်နေ့ရတော့ငွေကြေးကံလုပ်ငန်းကံတုံးစုံတွတ်တက်တဲ့နေ့တစ်ခုဖြစ်တယ်၄ရည်နေ့မှာမူလရည်မှန်းတာနဲ့လက်တွေ့ကြရမယ်အတိုက်ခံတဲ့ဂျုံပြီးမှလိုရာပြည့်စုံမယ်၅ရက်နေရတော့အေးပါတဲ့ဆုံးဖြတ်ခြင်းနဲ့ဘဝတွတ်တက်မှုတွေရှိနိုင်တယ် 6ရက်နေ့ကရပိုင်ခွင့်နေလက်ဝယ်ပြန်ရပြီးတော့9ရက်နေ့မှာငွေကြေးလုပ်ငန်းစီးပွားဘဝရဲရအပြားပြားကောင်းသောကံကြမ္မာနဲ့တွေ့တဲ့ခြင်းတွေရှိမယ်။ဒီတပတ်တကာလအတော်တွေမှာတနင်္လာနေ့တောက်ကြံနေငါနေ့မွေးသူတွေကောင်းကျိုးပေးတယ်။ကြာသပတိနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ချက်တွေဖြစ်တတ်တယ်။နံပါတ်1 6ခုကနေ့အကျိုးပေးတယ် အပြာရောင်ပန်းရောင်ညီရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ကောင်းချင်းကံကြမ္မာနဲ့တိုးတက်ခြင်းရဲ့နှစ်သာရတွေထူးခြားစွာရရှိနိုင်တယ်။ဒီတပတ်တာကာလအတွင်းတွင်အထူးပြုသောအကြောင်းအရာတစ်ခုရှိတယ်။အဲ့ဒါကတကူလာရဲ့ပထမဦးဆုံးသောအင်္ဂါနေ့အဲ့ဒီဟာထူးခြားတဲ့ဆွမ်းသတ္တိရှိတယ်။အဲ့ဒီမှာစူတောင်းဖြစ်မယ် ိုင်မဲ့ဆောင်းရမယ်စနစ်ကတော့စနစ်ကြောင့်အရေးကြီးတယ်အဲ့ဒီဒဂုဏရဲ့ပထမဆုံးအင်္ဂါနေ့ကဧပြီလ10ရက်နေ့နဲ့သွားတိုက်ဆိုင်မြည်သည့်နေ့မွေးသူမဆိုးအဲ့ဒီနေ့မနေ့ကိုးနိုင်ချိန်မှာဖះစီဒီကိုသွားပြီးဖះရဲ့ဗုဒ္ဓတော်မှာပတောင်းညွန့်၁၂ညွန့်တင်ပြီးတော့လောရဆန္ဒပြု တနေ့တာအတွင်းကိုလိုချင်တဲ့အကြောင်းအရာတွေဆန္ဒပြုပြီးတော့ဆူတောင်းရဲ့အဲ့ဒီဆူတောင်းတကယ်ပြည့်တယ်ဒါကတနေ့မှမှတလတလမှမှတရက်တရက်မှမှတမနဲ့ပတောက်တို့ရဲ့စွမ်းသတ္တိရှိတယ်ဆိုတော့စာစုပေါ်ထင်းတာအဲ့ဒီဒီပတောက်ညွန့်စနေညွန့်ကိုအဲ့ဒီတကူးလာရဲ့ပထမဆုံးအင်္ဂါနေ့မနေ့9နိုင်ချိန်မှာ ဗုဒ္ဓတော်မှာသွားပြီးဒီပတော့ဆန်းရည်ကိုတင်ပြီးတော့လောရာဆန္ဒပြုရင်တကယ်ကိုအောင်မြင်တယ်လက်တွေ့ဆန်းသက်နိုင်ဖို့အတွက်ဒီတပတ်ရဲ့ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တင်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်